ရှေ့တောင်အာရှနိုင်ငံတိုင်းရဲ့ကိုခံပညာရပ်များနဲ့သူတို့တွေရဲ့ဆက်နွယ်မှုတွေကျွန်တော်တို့မှာရိုးရလဝိရှိတယ်ဘန်တိုဘန်ရှင်ရှိတယ်မြမတိုင်းရှိတယ်ရှမ်းတိုင်းရှိတယ်တခြားအရှေ့တောင်အာရှအိန္ဒိယနိုင်ငံတွေမှာလည်းအဲ့လိုမျိုးပညာရပ်တွေရှိကြတယ်အိန္ဒိယနိုင်ငံတွေဆိုတော့ဟိုးရင်ခစ်တွေကတည်းကစည်ရည်နဲ့ ယဉ်ကျေးမှုနဲ့ရိုးရာဒလိတွေနဲ့ကိုခံပညာရပ်တွေကလည်းတနည်းမို့တနည်းတော့ဆက်နွယ်ခဲ့ကြပါသေးတယ်။တချို့တိုက်ခိုက်ရေးနည်းပညာတွေဆိုရင်အနည်းနဲ့အများတူတူသုံးဆွဲခဲ့ကြတာတွေလည်းရှိတယ်။ဒီကိုခံပညာရပ်တွေကလက်နက်ကိုင်းတိုက်ခိုက်မှုနဲ့လက်နက်မဲ့တိုက်ခိုက်မှုဆိုပြီးတော့နှစ်မျိုးစလုံးအသီးသီးရှိကြတယ်။မွေထိုင်းထိုင်းနိုင်ငံကိုသားပြု the at odd 8 lymph ဆိုပြီးတော့ကဘာကြော်တယ်။မြန်မာနိုင်ငံမြမရွာလက်ဝဲ the at odd 9 lymph တကူတက်ဆိုပြီးတော့တုံးလို့ရပြီးတော့ကဘာပေါ်မှာအကြမ်းတမ်းဆုံးကိုခိုင်ပညာရက်တွေတက်ကတခုအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။အင်ဒိုနီးရှား၊မလေးရှား၊ပန်ဂျက်စီလက် The At All Harmony ဒီနှစ်နိုင်ငံကတော့ပန်ဂျက်စီလက်ရှိပါတယ်။အင်ဒိုနီးရှားမှာပန်ဂျက်စီလက်လို့ခေါ်ပြီးတော့မလေးရှားမှာတော့စီလက်မလာရူလို့မလေးရိုးရာဆိုပြီးတော့အဓိကအားဖြင့်ခေါ်ကြတယ်။နာမည်ပဲကွာတာပါ။တိုက်ခိုက်တဲ့ပုံစံနဲ့ rules တွေကတော့အကုန်လုံးနှီးပါတူပါတယ်။ Brunei ရဲ့ကိုခိုင်ပညာရက်ကလည်းစီလက်ပါပဲ။ အင်ဒိုမလေးနဲ့နှီးဆက်ပြီးတော့ဒေသပေါ်မူတည်ပြီးတော့ root အနေငယ်ပဲကွာသွားတာပါဖိလစ်ပိုင်အာနီစ်အစ်ခရီမာကာလီ FMA လို့လည်းခေါ်တယ်ကမ်ဘောဒီးယားဘိုဂါဒေါခွန်ကမာရဲ့ရှေးကြဆုံးအသက်ကြီးဆုံးကုခန်ပညာရက်တွေတဲကတခုအဖြစ်သမတ်ယူဆထားပါတယ်။သမိုင်းအထောက်ထားတပ်တွေတင်ပြနိုင်တဲ့အတွက်ကြောင့်မလို့ UNESCO ကားကိုစရင်ဝင်အတိအမှတ်ပြုတ်ထားပါတယ်။